အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာမကွေးတိုင်းခီးစဉ်ပထမနေ့အဖြစ်မင်းမှုမျိုးကိုရောက်ရှိခဲ့ပြီးဒေသခံလူထုနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။ဒီကနေ့ခီးစဉ်ဒုတိယနေ့အဖြစ်စကူပွင့်ဖြူနဲ့စေတုတ်တော်ရမျိုးတွေကိုရောက်ရှိခဲ့ပါတယ်။ RFA သတင်းနောက်မတ်ဝင်းရံမိုးမြင့်ကတင်ပြထားပါရရှင်။ဒေါန်ဆန်းစုကြည်ဟာမကွေးတိုင်းမင်းဘူးမျိုးကနေပဲခူးတိုင်းအနောက်ချမ်းပြည်မျိုးကိုဒီနေ့မနက်ထွက်ခွာလာရမှာ လမ်းတလျှောက်ကမြို့တွေမှာဒေသခံလူမှုတွေနဲ့တွေ့ဆုံခဲ့သလိုရေဘေးဒုက္ခကြုံတွေ့နေရတဲ့နေရာတွေမှာလည်း Docking G Foundation ကလှူဒန်းတဲ့ဆန်ရေးနဲ့ဆေးဝါးတွေကိုလှူဒန်းခဲ့ပါတယ်။မကွေးတိုင်းစကူးမြို့အာဇာနည်တောက်တိုင်မှာဒေါ်ဆန်းစုကြည်ကစနစ်ကိုပြောင်းပြစ်လိုက်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးဖို့ပြောလိုက်ပါတယ်။တမရရဲ့နိုင်ငံဟာတမတဘာဝအားဖြင့်ဆိုလို့ရှိရင်အင်မတန်မှချမ်းသာကြွယ်ဝရမယ်နိုင်ငံမှာ။စနစ်မကောင်းလို့ကျမတို့စဉ်းစားနေရတာပါ။ ။ဒါကြောင့်ဒီနိုင်ငံတော်တက်စေခြင်းကျမတို့စနစ်ကိုပြောင်းရမယ်။စနစ်ကိုမပြောင်းရင်ကျမတို့ရဲ့လူငယ်တွေအတွက်အနာဂတ်ဟာအမခံချက်မရှိပါဘူး။တို့ရဲ့အနာဂတ်အတွက်ကျမတို့လုံခြုံခြင်းနဲ့စိတ်ချခြင်းနဲ့ဆိုလို့ရှိရင်တော့မပြောင်းလို့မရတော့ဘူး။တနိုင်ဆုံးကျမတို့ဒီအခါမှာရတဲ့အခွင့်အရေးကိုပိုင်ပိုင်နိုင်နိုင်ယူဖို့လိုပါလေ။မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေရဲ့အဆိုးအကောင်းမှန်သမျှကိုပါတီအနေနဲ့တာဝန်ယူဖြစ်ရှင်းသွားမှာဖြစ်တယ်လို့ပြောပါရယ်။ မတော်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကကိုယ်စလဲလောင်းနေတော့ရွေးပြီအမလေးတော်ပြင်ပြပမနဲ့ရွေးရတယ်ကိုယ်စလဲလောင်းဖြစ်ချင်တဲ့လူရတယ်ဒုနဲ့ဒေးပဲဘာလို့တော်ဖြစ်ချင်မှန်းမသိဘူးအဲ့ဒါတော့ဒါကျမတို့ပြည်သူပေါ်ပြတိမယ်ဒါကျမပြောချင်တယ်ကျမတို့ရုံ2015ရွတ်တော်ပွဲမှာမဲပေးတဲ့အခါမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကမဲပေးပါကျမတို့ရဲ့တင်လိုက်တဲ့ကိုယ်စလဲတွေအတွက်ကျမတို့တာဝန်ခံပါတယ် သူတို့ဆိုးတာကောင်းတာကိုကျွန်တော်တို့တာဝန်ယူပြီးတော့လုပ်တင်တာကိုလုပ်ပါမယ်ပွင့်ပြူမျိုးကရေပိဒုက္ခတဲ့တဲ့အတွက်ဆန်အိတ်300စေတုဒ္ဒရာမျိုးကရေပိဒုက္ခတဲ့တဲ့အတွက်ဆန်အိတ်900ကိုလည်းလှူဒန်းခဲ့ပါဗျာ မနေ့ကနေပြည်တော်ကနေထွက်ခွာလာရမှာမင်းမှုမျိုးကိုရောက်ရှိလာခဲ့ပါတယ်။မင်းမှုမျိုးကမန်းတီတာဟိုတယ်ရှိမှာဒေါအောင်ဆန်းစုကြည်ကစနစ်တစ်ခုကိုပြောင်းဖို့အခွင့်အရေးဟာနှစ်ပေါင်းများစွာကြာမှရလာတာကြောင့်ရတဲ့အခွင့်အရေးကိုလက်လွတ်မခံမင်းနဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဆန္ဒမဲပေးဖို့ပြောကြားခဲ့ပါတယ်။စနစ်တစ်ခုကိုပြောင်းဖို့ဆိုတဲ့အခွင့်အရေးဟာနိုင်ငံတကာနိုင်ငံရဲ့သမိုင်းမှာခဏခဏလာတာမဟုတ်ဘူး။တစ်ခါတလေမှလာတာ။ ကျမတို့1990ခုနှစ်တုန်းကတခါအခွင့်ရေးရခဲ့တယ်။ဒါပေမဲ့ကျမတို့ပြည်သူကတာဝန်ကျေပြီးတော့မျိုးသားဒီမိုကရေစီဖော်ရုပ်ကိုမဲပေးခဲ့ပေမဲ့အဲဒီတုန်းကအာဏာပိုင်တွေကဒီမဲ့ဒီရက်ကပဲရလကိုပယ်ဖျက်လိုက်တယ်။ဒါဒီတခါကျမတို့ထပ်ပြီးတော့အခွင့်ရေးရပြန်ပြီ။ဒီလိုအခွင့်ရေးမျိုးဟာနောက်အနှစ်90လဲရကြမှာရမှာ။အဲ့တော့အဲ့ဒီအခွင့်ရေးကိုလက်မလွတ်ပါနဲ့။ သိသိချာချာစဉ်းစားပြီးတော့ကျမတို့ရဲ့မေတ္တာရက်ခံရက်ကိုလိုက်ရောစေခြင်းပါတယ်ထောင်ဆန်းစုကြည်ဟာမနက်ဖြန်မှာပြည်မျိုးကနေဘကိုးတိုင်းအနောက်ချမ်းကမြို့တွေကိုဖြတ်ပြီးတော့ရန်ကုန်မြို့ကိုရောက်ရှိလာမှာဖြစ်ပါတယ်ရှင်။